ူငယ်အများစုလာမိကြတဲ့မိကွန်းရှိတယ်ပေါ့နော်အဲ့ဒါကတိုးတက်အောင်မြင်ဖို့အတွက်မလုပ်ရမလဲငွေရနေရဲ့အချိန်မှာအဲ့တော့ကျွန်တော်ကတော့ဟိုစာရီလည်းအများကြီးဖတ်ထားတဲ့ထဲကနေပြီးတော့ပြန်ပြောရှင်မှုအာကျွန်တော်လေ့လာထားတဲ့အရာတွေလည်းပြန်ပြီးတော့ပြောရှင်မှုကျွန်တော်တို့တကယ်အလုပ်ဖြစ်ခဲ့တဲ့အရာလေး၃ခုကိုပဲပြောခြင်းလဲကျွန်တော်ရဲ့ဘဝမှာကျွန်တော်အဲ့ဒီ၃ခုရှိခဲ့လို့မလို့ဟိုဘယ်လိုပြောရမလဲ ည်းနည်းလေးတိုးတက်လာတယ်လို့ခံစားရတယ်ပေါ့နော်အဲ့ဒီသုံးခုကဘာလဲဆိုရင်နံပါတ်၁က personal development လို့ခေါ်တယ် personal development ဆိုတာကငွေကြေးတွေမပါသေးဘူးအလုပ်တွေမပါသေးဘူးကိုယ့်ရဲ့ personal ကိုပဲ development ဖြစ်အောင်လုပ်တာဆိုတာကအလေးချင်းကောင်းနေစပြီးတိဆောက်တယ်စာအုပ်တွေဖတ်ကြည့်တယ် audio book တွေစမ်းနားထောင်ကြည့်တယ်ကျွန်တော် YouTube ကနေပြီးတော့ video တွေတောက်လျှောက်လေ့လာတယ် အဲ့လိုမျိုးကိုယ့်ထက်နေရာတစ်ခုရောက်နေပြီသားလူတွေရဲ့ဗီဒီယိုတွေစတိုက်ကြည့်တယ်အဲ့လိုမျိုးလေးလာရင်လေးလာရင်နဲ့အလေးချင်းကောင်းတွေတိဆောင်ရင်တိဆောင်ရင်နဲ့ဘာဖြစ်လာလဲဆိုတော့ကိုယ့်ကိုယ်နဲ့ပတ်သက်ပြီး personal development ဆိုတာကိုစရလာတယ်ကျွန်တော်ဆိုရင်ကျွန်တော်အဲ့ဒီ session နဲ့အရွယ်လောက်တုန်းကလေးကပေါ့နော်ကျွန်တော်လုပ်တဲ့အလေးချင်းကောင်းတွေ personal development နဲ့ပတ်သက်ရင်ကျွန်တော်နယ်ဘက်မှာရှိကလေးကပေါ့နော်ကျွန်တော်ရွာမှာရှိကလေးကကျွန်တော်ဘာလုပ်လဲဆိုတော့ ကျွန်တော်ရဲ့ရွာမှာတခြားသူတွေမလုပ်တဲ့ဟာတွေကျွန်တော်စမ်းလုပ်ကြည့်တယ်။ဟိုမှာစာအုပ်တွေဆိုရင်ကျွန်တော်အများကြီးဝယ်ဖတ်တယ်။စာအုပ်ဆိုင်တွေကျွန်တော်သွားတယ်ဝယ်ဖတ်တယ်။ပြီးတော့ကျွန်တော် audio book တွေဆိုရင်ကျွန်တော် podcast channel တွေပေါ့နော် key sharing audio book တို့တခြားမြန်မာ channel book မြန်မာ audio book channel တွေအများကြီးပဲကျွန်တော်သိတာပေါ့နော်။အကုန်လုံးဒီပါကျွန်တော်နားထောင်ဖြစ်တယ်ပေါ့နော် Spotify ကနေကျွန်တော်နားထောင်ဖြစ်တယ်။အဲ့တော့အဲ့ဒီ personal development ကိုကျွန်တော်အချိန်တစ်ခုကြာအောင်လုပ်တယ်။တနည်းတော့ကြာအောင်လုပ်တယ်။အဲ့ဒီဟာပြီးသွားတဲ့အချိန်မှာနံပါတ်1အချက်အဲ့ဒါပါလဲဆို scale development လို့ခေါ်တယ်။ scale development ဆိုတာကိုယ်မှရှိနေတဲ့ကျွမ်းကျင်မှုနဲ့ပတ်သက်တဲ့ development ပေါ့နော်အဲ့တော့ scale development ကိုရောက်ဖို့အတွက်ကကျွန်တော်ကဘာလို့မှမသိဘူးကျွန်တော်ဘာဟုတ်ဘာသာပါမှမသိဘူးအဲ့တော့ကျွန်တော်က ဟိုဘယ်လိုပြောရမလဲ join ခြင်းမှုလို့ခေါ်တဲ့အရာတွေအကုန်လုံးကျွန်တော် Sammy လောက်ကြည့်ရလေ့လာကြည့်ရအဲ့တော့ပြောရမယ်ဆိုရင်အဲကျွန်တော်တရှင်းစရိုင်းနဲ့ပတ်သက်ပြီးတော့အဲ့ skill တွေကျွန်တော်လေ့လာတယ်အဲ့တော့တရှင်းနေပိုင်းလည်းဟိုဘယ်လိုပြောရမလဲသွားတွင်းမှုတယ်ပြီးတော့ကျွန်တော် guitar တီးတွေလည်းကျွန်တော်လေ့လာတယ်အဲ့ skill လည်းလေ့လာဖြစ်တယ်ပေါ့နော်ပြီးတော့ကျွန်တော် online shopping လည်းကျွန်တော်ဆမ်းပြီးတော့ try ကြည့်တယ်အဲ့ skill တွေလောက်ကြည့်တယ်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့တချို့အရာတွေကအလုံးမဖြစ်ဘူးဆိုရင်ကျွန်တော်ရက်လိုက်တယ်ပေါ့နော်ရက်ပြီးတော့ကျွန်တော် ဘာကိုထပ်ပြောင်းလဲဆိုတော့အဲ့စာရေးတယ်ဆိုရယ် skill ပေါ့နော်စာရေးတယ်ဆိုရယ် skill ကိုကျွန်တော်ကလည်းကျွန်တော် self study လုပ်တယ်ကျွန်တော် low in low in နဲ့မှစာရေးတော့ပူကြိုက်သွားတာပေါ့နော်အဲ့တော့အဲ့ skill development low in low in နဲ့ကျွန်တော်ဘာဖြစ်လာလဲဆိုတော့စာရေးခြင်းကနေကျွန်တော်လူတွေနည်းနည်းပူတည်လာတယ်လူတွေပူတည်လာတဲ့အခါမှာကျွန်တော်အဲ့ skill development ထပ်ဖြစ်အောင်လို့ကျွန်တော် confidentiation scale ဆိုပြီးထပ်ပေါင်းလဲ confidentiation scale ဆိုတာဘာလဲဆိုတော့ကျွန်တော် content creation ဆိုပြီး video တွေဆန်းရိုက်ကြည့်တယ်ပြီးတော့ရင်ကျွန်တော်အဲ့လိုမျိုးစာအုပ်ထုတ်တဲ့အပိုင်းတွေ content writing အပိုင်းတွေကျွန်တော်လုပ်ဖြစ်တယ်ပြီးရင်စာရေးပိုင်းပြန်သင်ပေးဖို့အတွက်သင်ကြားရေးအပိုင်းတွေစသဖြင့်အဲ့လို scale development ဖြစ်အောင်လုပ်ကြည့်ပါသည်လားအဲ့ scale development လည်းအရေးကြီးတယ်ကိုယ်အနေနဲ့ဘယ် scale ကိုအဓိကထားပြီးတော့ main target အနေနဲ့လေ့လာမလဲပြီးတော့ရင်ကိုယ်ဘယ် scale ထပ်ဖြည့်မလဲအဲ့ scale တွေကနေပြီးတော့ကိုယ်လည်းလူပိုသိလာနိုင်တယ်ဒါပေမဲ့ပြန်ပြီးတော့အတုံးချဖို့လည်းလိုရပါလိမ့် အဲ့တော့နံပါတ်1ကတော့ကျွန်တော်တို့ skill development လို့ခေါ်တယ်။နံပါတ်3ကကြတော့ဘာလဲဆိုတော့ people development လို့ခေါ်တယ်။ဆိုတော့ကဘာလဲဆိုတော့ကျွန်တော်တို့ကကိုယ်မှာ personal development လည်းရှိနေပြီးနောက်တစ်ခုကကိုယ်မှာ skill development လည်းရှိနေပြီးဒါပေမဲ့ကိုယ်မှာအဲ့ people development မရှိဘူးဆိုရင်ကျွန်တော်တို့ကသင်တလောက်အလုံးမဖြစ်ဘူးရယ် people development ဆိုတာဘာလဲဆိုတော့ကျွန်တော်တို့လူရှိထွက်ရဲတာလူစိမ်းနေတဲ့စကားပြောရဲတာနေရာတစ်တည်းတွားရဲတာအခွင့်အလမ်းအစ်စ်တွေစိန်ခေါ်မှုအစ်စ်တွေကိုကျွန်တော်တို့ကယူရဲတာ public speaking တွေလုပ်ရဲတာ အဲ့ဒါကလုံးဝ people development အဲ့ဒီ people development နေပြီးကျွန်တော်ဘာရရလာလဲဆိုတော့ network creator ရလာတယ်ကျွန်တော် networking နေဖြစ်လာတယ်တို့ရင်းနဲ့လုပ်ငန်းတွေပါတွဲလုပ်ဖြစ်လာတယ်အဲ့ဒီကနေမှတစ်ဆင့်ကျွန်တော် income တွေရရလာတယ်အဲ့တော့ပြောရမယ်ဆိုရင်ဒီ၃ချက်ကတော့အရန်အရေးကြီးတယ် အဲ့တော့ကိုကဒီသုံးချက်မှာကိုအနေနဲ့ဘယ်ဟာအားဖြစ်ဖို့လိုနေလဲကိုကိုပြန်မေးကြည့်ပေါ့လေငါကတော့ personal development ကိုလုပ်နေတဲ့အချိန်ပဲရှိသေးတာလားဒါဆိုရင် personal development ကိုပဲအချိန်ပေးပြီးလုပ်အောင်6လတန်းနေဖြစ်စေတစ်နှစ်တန်းဖြစ်စေဒါကိုပဲအချိန်ပေးပြီးလုပ်အောင်လုံးဝ personal development ကောင်းလာပြီဆိုရင်တော့ skill တွေထပ်ဖြည့်ပေါ့လေပြီးသွားပြီဆိုရင်တော့လူသစ်တွေနဲ့ပြောရဲဖို့နေရာသစ်တွေတွားရဲဖို့မကြောက်နဲ့အဲ့ဒီမှာ networking တွေလုပ်လူသစ်တွေနဲ့ဆုံကြည့်အမှအခွင့်အလမ်းသစ်တွေကရလာလိမ့်မယ်ဒါကတော့ကျွန်တော်ပြောင်းလဲစေခဲ့တဲ့အချက်၃ချက်ပါ ဟိုကိုယ်အနေနဲ့သဘောကျတယ်ဆိုရင်တော့ယူပြီးတော့တုံးလို့ရတယ်ဒီနေ့တင်ပါတယ်အနောက်နေ့ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ပါအောင်မယ်ဒီဗီဒီယိုလေးကဒီနေ့နေ့အကျိုးရှိမယ်လို့တော့ကျွန်တော်ညွှန်နေပါတယ်